ဖေမြင့်နှလုံးသားအဟာရအဖေကျွန်တော်လေးနှစ်သားတုန်းကငါဖေဖေကြီးဘာမဆိုလုတ်တက်တယ်ငါနှစ်ငါဖေဖေကြီးမသိတာဘာမှမရှိဘူး6နှစ်ငါအဖေကမင်းအဖေထက်တက်တယ်กว่า7နှစ်တို့အဖေကအကုန်လုံးတော့လဲအတိအကျမသိဘူး10နှစ်အဖေတို့ငငယ်တုန်းကနဲ့ခုနဲ့ကတခြားစီပဲ12နှစ်อืม ဲ့ဒါတော့အဖေလဲဘယ်သိပါမလဲသူကအသက်သိကြီးပြီဆိုတော့ခလေးတော့ကအကြောင်းတွေမမှတ်မိနိုင်တော့ဘူးဆက်လေးနဲ့အဖေတော့ထဲ့ပြောမနေနဲ့တော့သူကရှေးရသမားကြီး22နှစ်အဖိုးကြီးလားထားပါအောင့်နေပြီလုံးဝအောင့်နေပြီ25နှစ်အဖေလဲနည်းနည်းပါးပါးတော့တိတယ်မမသိလို့လည်းမဖြစ်ဘူးလေလူကြီးပဲဟာ 30အဖေကိုနည်းနည်းပါးပါးမြင်မြင်ကြည့်ရင်ကောင်းမှန်ထင်တယ်။ဘာပဲပြောပြောသူကအတွေ့အကြုံအများကြီးရှိရဲ့။35နှစ်အဖေနဲ့တိုင်ပင်ပြီးမှပဲဒီကိစ္စအတွက်ငါတခုခုလုပ်နိုင်မယ်။40အဖေသာဆိုရင်ဒီကိစ္စဘလို့ဖြေရှင်းလဲမသိဘူး။အဖေကအတွေ့အကြုံဆုံးတယ်။အမျှော်မြင်လည်းရှိရဲ့။50ဒီကိစ္စခုနေတာအဖေနဲ့တိုင်ပင်ခွင့်ရမယ်ဆိုရင် ဘလောက်ပေးရပေးရငါပေးပါတယ်အဖေအရေးချင်းတွေသူရှိတုန်းကကောင်းကောင်းတတိမထားခဲ့မိတာတိတ်နှမျောစရာကောင်းတယ်တကယ်ဆိုငါအဖေစီကအများကြီးရလိုက်ဖို့ကောင်းတယ်